မြင်တယ်တော့ဂဒုံနဲ့ဂဒုံနဲ့ခွဲခန်းဝင်ရတဲ့အချိန်မှာစပင်းတွေဟွာဖြစ်ရငလျားလောက်ရောဂတင်အောက်ကနေအမှငလျားလောက်ရောဂတင်အောက်ကိုဝင်ပုံးရအဲခဏပုံးပြီးရောခဏကြကနေကထက်အကြီးကြီးလောက်ရောလောက်တော့ဘိုက်ကြီးကခွဲတာကွာခွဲတာတော့ချွေးရလေပြန်ရောမန်းလေးကတည့်တဲ့အချိန်မှာနေအရန်ပူပါလေ ခွဲတန်ရိုင်းနဲ့ငလီနီကအရန်လို့ကျွန်တော်တို့နေတဲ့အဲ့ခွဲဆောင်ဆိုလို့ရှိရင်တော့အောက်တွေအုတ်တွေပြိုကျလာလေအာကျွန်တော်တို့မှလေဘိုက်ကြီးဘိုက်ကြီးမသိဘိုက်ကြီးတိတ်ကြနေဘိုက်ကြီးကိုကားမျိုးပြေးရနေကအလုံးဝမင်္ဂလာပါဗျာပြီးခဲ့တဲ့လပိုင်းကမန္တလေးမှာကောင်မလေးတယောက်ကို ဖုန်းလုပြီးတော့ဓာတ်နဲ့ဆက်ရှိချက်ထိုးထားတယ်ဆိုတော့အမှုတစ်ခုကို တော်တော်များများကြားလိုက်ကြမယ်လို့ထင်ပါတယ်။အဲ့ဒီအမှုကကောင်မလေးကအသက်မသေးပဲဆေးရုံကဆင်းလာပြီ။သူဆေးရုံကဆင်းလာတဲ့အချိန်မှာပဲလူမှုကွန်ရက်ပေါ်ကနေပြီးတော့ဖြစ်စဉ်အစအဆုံးနဲ့တရားခဏရဲ့နာမည်တွေကိုပါလူမှုကွန်ရက်ပေါ်မှာထုတ်ဖော်ပြောပြလာခဲ့ပါတယ်။ဒီဗီဒီယိုဖိုင်လေးက live ပေါ်မှာပြန့်နှံ့ပြီးသားပါ။တော်တော်များများလည်းကြည့်ပြီးမယ်လို့ထင်ပါတယ်။ကျွန်တော်ကပြန်ပြီးတော့ reaction လုပ်ပေးရတဲ့ရည်ရွယ်ချက်က ဖုန်းတလုံးအတွက်နဲ့မိန်းကလေးတယောက်ကိုဒီလိုမျိုးရရဆက်ဆက်လှုပ်တဲ့ကိစ္စကိုအများသိစေခြင်းနဲ့ပြီးတော့ဒီတရားခံတွေကိုမမိသေးပါဘူးအခုချိန်ထိကိုမမိသေးပါဘူးအဲ့တော့ဒီတရားခံတွေရှိတဲ့နေရာကိုတည်တဲ့လူတွေဒီတရားခံတွေဆိုတာဘသူတွေလဲဆိုတာကိုတည်တဲ့လူတွေကနေတဆင့်ဒီတရားခံတွေကိုမိအောင်လို့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်အဲ့ဒီဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့သူပြပြထားတာလေးတွေကိုလည်းကျွန်တော်တို့ကြည့်လိုက်ကြရအောင် 19ရက်နေ့ပြီးခဲ့တဲ့လား19ရက်နေ့ကအဲ့ဓာတ်ထုံးမှုဖြစ်တာပေါ့နော်ဓာတ်ထုံးမှုဖြစ်တာအဲအဲ့ဒါရဲရင်ဖြိုးဆိုရဲကောင်းသူက55လမ်းမှာဖုံးဆိုင်ဖွင့်လာလို့လည်းပြောရဲပြီးတော့6လမ်းမှာသူ့အိမ်ရှေ့လို့လည်းပြောတယ်နောက်တစ်ခါကကြတော့ရေကြီးရွာကအဲ့လိုမျိုးအမတို့ဒီအဖက်မှာပေါ့ဖုံးဆိုင်ဖွင့်ထားရဲလို့ပြောရဲအဲ့ဒါကဘယ်လိုဖြစ်တာလဲဆိုတော့ကြောက်တော့ ျော့တော်ကြီးဖျားကုတူတော်သွားကုတူတော်ဖျားပေါ့ဆောက်တွေဖျားတာကုတူတော်ဖျားအောင်မနေ့ပိုင်းသွားတယ်ဖျားသွားပြီးတော့အဲအဲဘာလဲရွှေအကယ်ဒမီလက်ဖက်ရည်ဆိုင်လာအဲ့ဒီ93လမ်းလားမသိဘူးအဖက်တော့လမ်းတင်ကျော်အဲ့မှာအမဖုန်းဟာသူတို့သူတို့ကကြံစီထားတာထင်တယ်ဒီလားသူကအမျိုးကြံစီထားတယ်နော်ကိုကတော့ဒီတိုင်းမတည်ဘူးဟာအဲသူတို့ကြံစီထားတယ်နဲ့အဲ့ချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ အဖုံးပြရတယ်ပြတော့အဆင်ပြေသွားတယ်ပြေသွားတော့အဲ့သူတို့ဆိုင်မှာအဲ့15ပရိုမန်ကိုလဲထက်လုံးမှာပေါ့15ပရိုမန်နဲ့အဲ့တော့ဆိုကိုကလည်းခྱི་သွားတော့မှာကွာခྱི་သွားတော့မှာဆိုရင်မှ73လောက်ပြန်ချိမ့်မယ်ဆိုရင်မှအဲ့မျိုးလို့သူတို့ဆိုင်သွားမယ်တဲ့အဲ့ဆိုင်မှာဖုံးဟွာလိုက်ပေါ့လုံလိုက်ပေါ့အဲ့ဆိုသူဆိုင်သွားမယ်ဆိုရင်မှခေါ်လာခေါ်လာချိန်မှာအဖက်ကြောင့်ခေါ်လာတော့ လမ်းအစ်လမ်းအစ်ဖက်ပေါ့နော်လမ်းအစ်ဖက်ဆိုသူကအဲ့ဖက်နာမှာလည်းဆိုင်ဖက်နာဆိုတော့အဟုတ်ပြီပေါ့အဲ့ဆိုသွားလိုက်ပေါ့ခဏပဲမနှက်ခင်ပိုင်းဆိုတော့နော်နှက်ခင်ပိုင်းဆိုတော့ကျွန်တော်လည်းရနေလိုက်သွားလိုက်တာလိုက်သွားလိုက်တဲ့အချိန်မှာလမ်းအဲ့တဏီယာရောက်တော့သူကကွေးဝိုက်ခေါ်လာတယ်တဏီယာရောက်တော့ခဏစအောင်နော်လေအဲ့လိုမျိုးပြောပြီးတော့အဲခဏပဲရှိချင်လှည့်လိုက်တဲ့အချိန်မှာအဲ့ရဲ့ရင်ရင်ဖြူဆိုရဲကောင်းနေမှာကျွန်တော်ဓာတ်နဲ့ဘိုက်ကိုထိုးလိုက်တာထိုးလိုက်တဲ့အချိန်မှာမောက်ရဲလဲသွား ောင်းရလေရာရဲ့အချိန်မှာအဲ့ရဲ့နောက်ထပ်တစ်ခါဝန်းနေပြီးမှကျွန်တော်ချုပ်ထားချုပ်တိုင်းမှာအဲ့ရင်းဖြူဆိုတော့ကျွန်တော်ပခုံးနေပေါ့နော်ဒီဒီဘက်ပခုံးနေရောဒီဘက်ပခုံးနေရောပြီးလို့ရှိရင်ဒီခုတ်ပေါ့နော်ခုတ်နာကြီးကတွေးအမျိုးနေရာရောပြီးလို့ရှိရင်ဒီခေါင်းမှနေရောသူကဓာိုင်းနေဖူးလို့ရှိရင်ဒီဒီဒီနားလေးမှတော့မှဒီနားလေးမှတော့မှတစ်ချက်ချုပ်ထားပြီးရ ရောင်ရက်ဒီဖက်နာလာမပြီးတစ်ချက်ချုပ်ထားအဲ့လိုချုပ်ချုပ်ရင်တကူလုံးကအကုန်လုံးဒီမှာရောဒီမှာဒါချုပ်တန်းချုပ်ယူဖြစ်ရမှာကြားလေးလက်မလေးအကုန်လုံးဒါထက်ရဆိုလို့ရှိရင်18ချက်ရှိရမှာမျက်နှာလေးဆိုလို့ဒီမှာဒီလောက်ထိရောက်တယ်ပါလေးဆိုရင်ဒီကဆိုရင်အထဲထိပေါက်ထွက်သွားအမျိုးကမိန်ကလေးတယောက်ကိုကယူဖုန်းကလေးချောင်းနဲ့အတီအတီတက်တာပေါ့နော်သူကအတီတက်တာတရားတွေကမြင်ရဆရာမရှိဘူးတကယ်လဲခံလိုက်ရတယ် ီဗီဒီယိုကိုကြည့်ပြီးတော့ကျွန်တော်ဘီဝါတွေလည်းဘယ်သူ့ကိုမှယုံလို့မရပါဘူးအထူးသဖြင့်မိန်းကလေးတယောက်တည်းဆိုရင်ပို့ပြီးတတိထားရမယ်ဆိုတော့အသိပညာရတယ်အဲ့ဒါကြောင့်တင်ဆက်ပေးရခြင်းဖြစ်တယ်ကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့ဆက် ကြည့်ပါဦးမယ်နော်အဆက်ဆက်ရရကိုကြီးပေးတဲ့တကယ်ချင်းတို့လည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ချိန်မှာတကယ်အရန်ခက်ခဲညာပေါ့နော်ဟိုကိုကိုစီမာလေးပတ်စံလေးတထောင်မပြောနဲ့တက်ရအောင်မရှိဘူးတက်ရအောင်မရှိဘူး ဟိုဘာလို့လဲဆိုဖုန်းနေရောပတ်စံနေရောအဲ့မှာပုံတင်နေရောစမတ်ကတ်တွေရောအကုန်လုံးပါသွားပါသွားတဲ့အချိန်ဆေးရုံဒီတိုင်းရောက်သွားတယ်ညနေညနေလောက်မှခွဲခွဲခန်းဝင်ရအောင်ပေါ့နော်ကြတော်လေးကိုကြားတယ်ခွဲစိတ်ကတော်တော်လေးကိုကြားဒဏ်ရာများတာကိုတကူလုံးဟိုဝစ်သွားတာဖြူအောင်ဝမ်းဆက်ဆိုအဲ့ဖြူအောင်ဝမ်းဆက်လုံးညှစ်လိုက်အောင်မှတွေးတွေကိုထွက်တယ်တွေးတွေပဲညှစ်ညှစ်လိုက်တွေးတွေပဲအဲ့လောက်ထိအောင်မှတွေးထွက်လုံရပါတော့ ဒါပေမဲ့ကျွန်တော်ကလေတတိတစ်ချက်မှမပြတ်ခဲ့ဘူးကျွန်တော်မျိုးတက်တနကုံ၃မတည်ရဲတက်တနကုံ၃မပဲအမြဲတမ်းယူတယ်အမျိုးပြီးလို့ရှိရင်ကိုကလေမိဘအောင်လှုပ်ချွေးနေတာတမီမို့လို့ထင်တယ်ကျွန်တော်တိတိကံမရောက်သေးဘူးပေါ့နော်အဲ့ဒီအချိန်မှမှကျွန်တော်စင်းုံစင်းရမယ်ဆိုတော့စင်းုံစင်းရမယ်ရက်ပေါ့စင်းုံစင်းရမယ်ရက်28ရက်နေမှာအ28ရက်နေမှာကျွန်တော်စောင့်နေအဲ့ဆရာဝန်လက်မှတ်စောင့်နေအချိန်မှာငလျင်လှုပ်ရော ငလျားလောက်ရော ကတင်အောက်ကနေအမငလျားလောက်ရော ကတင်အောက်ကိုဝင်ပုံးရအဲခဏပုံးပြီးတော့ခဏကြကနေကထက်အကြီးကြီးလောက်ရောလောက်တော့ဘိုက်ကြီးကခွဲတာကွာခွဲတာတော့ချွေးရလဲပြန်ရောမန်းလေးကတည့်ရတိုင်းနေအရန်ပူပါလေ ခွဲတဲ့ရိုင်းနဲ့ငလီနဲ့အရန်လို့ကျွန်တော်တို့နေတဲ့အဲ့ခွဲဆောင်ဆိုလို့ရှိရင်တော့အောက်တွေအောက်တွေပြိုကျလာလေအဲ့ကျွန်တော်တို့မှလေဘိုက်ကြီးဘိုက်ကြီးမသိဘိုက်ကြီးတိတ်ကြနေဘိုက်ကြီးကိုကားပြီးတော့ပြေးရလေကပြီးတော့နေရပူပူနဲ့အိတ်ဆန်နေရလည်းမရှိအိတ်ဆန်နေရလည်းမရှိတော့တော်လေးရဲ့ကျွန်တော်တို့နဲ့အတူဆေးရုံမှာတက်နေရဲ့ ိအန်တီတယောက်ပေါ့နော်သူကစကိုင်းဖုံးချောင်းမှာတဲရပေါ့သူအတိစီမှာတဲတော့အဲအမားလို့အကူညီတောင်းလိုက်တာပေါ့နော်ညီမလို့လည်းအဲ့လိုမျိုးခက်ခဲဖြစ်နေပါပေါ့နော်ဖုံးကလည်းဆက်တွေဘယ်သူမှမရအောင်နေစရာလည်းမရှိဘူးအိတ်စရာလည်းမရှိဘူးအဲ့လိုစားစရာလည်းမရှိဘူးဆိုတော့လည်းအဲ့ကျေးဇူးအများကြီးတင်ပါတယ်စကိုင်းစကိုင်းရလောက်ခေါ်ပြီးဖုံးဖုံးလေးရောအဲ့ရတငယ်ချင်းရောအဲ့အဲ့မှာစကိုင်းရတောင်ရိုးစကိုင်းတောင်ရိုးပေါ်မှာ၃ရက်လောက်တွားနေလိုက်တယ်၃ရက်လောက်တွားနေပြီးတော့ အဲနောက်ရက်ကျပြန်လာခဲ့လိုက်တယ်ပြန်လာပြီးတော့နှစ်ရက်နေမှာချုပ်ယူသွားဖြစ်ရဲ့ချုပ်ယူဖြစ်ပြီးရဲ့အချိန်မှာမန်းလေးမှာနေတဲ့အချိန်တော့ဘယ်လိုဖြစ်လဲဆိုမန်းလေးမှာကျမီးဒီလေလောင်ညော်တော့လေအဲ့ချုပ်တန်ရံရပြီးပြီးပြီးပြန်တဲလာအဲ့လိုမျိုးဖြစ်တာအခုလဲဒီဘက်မှာရောက်လို့ဒီဘက်မှာစေးဝါးတွေကဝေလို့မရဘူးစေးတွေကလည်းမစုံအဲ့လိုမျိုးဖြစ်တာ အဲအဲ့ဒီစေယုံတက်တော့တော့မှလीတငယ်ချင်းနေတငယ်ချင်းနေအတိမိတ်ဆွေတွေကသူတို့ထောက်ပံ့ပေးရဲ့ပတ်စံတွေပဲကျွန်တော်စေယုံတက်ခဲ့ဟုတ်ကဲ့ပါဗျာဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ကျွန်တော် viewer တွေအနေနဲ့တရားခဏ်တွေကိုသိရင်ပဲဖြစ်ဖြစ်တရားခဏ်တွေရှိတဲ့နေရာကိုသိရင်ပဲဖြစ်ဖြစ် comment မှာပြောသားပေးလို့ရပါတယ်မင်းကလေးတယောက်ကိုဒီလိုမျိုးရရဆက်ဆက်ဓာတ်နဲ့ဆက်ရှိချက်ထိုးပြီးတော့ရုပ်မာခဲ့တဲ့တရားခဏ်တွေကို မိဖို့လိုပါတယ်ဒီမိန်းကလေးကလည်းအင်မတန်ကိုကံကောင်းတာပါဟုတ်ကဲ့ပါကျွန်တော် viewer တွေအနေနဲ့လည်းဒီဖြစ်ပျက်ကလေးကိုကြည့်ပြီးတော့သတိထားနိုင်ဖို့တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးတော်ပါ